MSP ကျွန်တော်ကံကောင်းတို့က login ကြည့်တဲ့အချိန်မှာဗောဆိုင်းအောင်ရောက်တဲ့အချိန်မှာအဲ့မျိုးဟိုအဓိကတော့အဲ့မျိုးလေးကြောင့်ပေါ့နော်အဲ့မျိုးလေးကလှလဲလှတယ်တာလဲတာရတယ်အဲမင်းတို့မင်းလက်ထက်တုန်းကအဲ့မှာအဲတီးခဲ့တဲ့ဘုံကြီးကြောင့်ပေါ့နော်အဲ့ဘုံကြီးကြောင့်ကလည်းအဲ့လိုရှေးဘုံကြီးကြောင့်အဲကျွန်တော်အဲ့လိုအဲ့နေရာရောက်ပြီးတော့ဒီမျိုးလေးမှာငါရုပ်ရှင်တကားရိုက်ချင်တယ်ဆိုစိတ်ဖြစ်လာတယ်အဲ့အတွက်ကြောင့်မလို့ဒီအတူကဟိုဖန်တီးပြတာပါ အာဒီနေ့ကကျွန်တော်တို့ဟိုပါဗောနော်ဒီအတူရုပ်ရှင်ကလေအဲအဲ့မှာပါဝင်တဲ့တရုပ်ဆောင်တွေရဲ့အဲပြီးတော့အဲ့ကကလူတွေပေါ့နော်အဲဝိုင်းပြီးတော့လှူတဲ့အလှူပါဒီမှာလာပြီးတော့လေဟုတ်အဲဒီမှာကြောက်ကလေးတွေများတယ်အဲကလေးအယောက်900လောက်ရှိတယ်ပေါ့နော်အကလေးအယောက်900လောက်ရှိတော့အဒီနေ့အဲကိုမမြတ်ကပူရောပြီးတော့ဒီမှာအတူရုပ်ရှင်ဇာတ်ကားကထုတ်လုပ်သူတွေရောပြီးတော့ပါဝင်တဲ့တရုပ်ဆောင်တွေရောပေါ့နော်ဒီအလူမှာကလေးတွေဟို ုံကြီးဆုံးကတ်မယ်ပြီးတော့ကလေးတွေကိုအဲနေလဲသားကျွေးမယ်ပြီးတော့ကလေးနဲ့တူရုပ်ရှင်ကြည့်ရဲ့အစီအစဉ်ပေါ့နော်အဲအဲ့ဟာလဲအတူရုပ်ရှင်ကောက်သူတို့လည်းအရင်ဆုံးအဲလာပြတာပေါ့เนาะကျွန်တော်ရိုက်ခဲ့တာကလည်းဒီအတူကအဲဘော်ဆိုင်ဆိုတဲ့ဖုံဖုံကြီးเจ้าပေါ့အဲ့မှာရှိတဲ့နှစ်တရာကျော်ရှိတဲ့အဲဖုံကြီးเจ้าကြီးအဲမင်းလုံးမင်းလက်ထက်တော့ဆောက်ထားတာလို့ပြောတယ်အဲ့ဖုံကြီးเจ้าအဲရှေးဖုံကြီးเจ้าကြီးပဲအဲ့ဖုံကြီးเจ้าကြီးမှာ ရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ဟိုမှာသွားပြီးတော့အလူလှုပ်ချင်တာမသွားနိုင်တဲ့အတွက်ဒီမှာတခါလဲကလေးတွေကိုကျွေးရင်လည်းအလူလှုပ်ဖြစ်တဲ့သဘောပါအော်ဒီကားကစပြီးတော့ဟိုပေါ့ produce လုပ်တဲ့အခါမှာဒါဟိုကိုယ့်ရဲ့အကိုလိုပေါ့နော်ခင်ရတဲ့အကိုကအဲသူလည်းဒီလိုမျိုးကားလေးရိုက်ချင်တယ်ဆိုပြီးတော့မှပြောလာတဲ့အခါမှာအဲအမတို့ကလည်းဒါ တဖက်တလန်းနေပြီးတော့ဝိုင်းဝန်းကူညီပေးရဲအဲပြီးတော့ဒီကားတစ်ခုလုံးထုတ်လုပ်တဲ့အခါမှာရောပြီးတော့ဒီကားတိချက်ပေါ့နော်အတစ်ပိုင်းပေါ့နော်အာအကုန်လုံးတော့တာဝန်ထားပါတယ်ရှင်ဟုတ်အတူးဆိုတာက အတူးကဘယ်လိုဖြစ်လာလဲဆိုတော့ဒီကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်ကားပုံစံလေးမှာပါတဲ့ရုပ်ရှင်ကားတကားပေါ့နော်အဲစပြီးဖြစ်လာတဲ့ပုံစံကြတော့ဒီကျွန်တော်အကန်ကောင်းရိုက်တဲ့အချိန်တော့ကန်ကောင်းရိုက်ရင်းနဲ့ location ကြည့်တဲ့အချိန်ပေါ့နော်ကြည့်တဲ့အချိန်မှာကျွန်တော်အဲ့ အဲဟဲဟိုးကနေတနာ45မိနစ်တနာလောက်ဆက်သွားတယ်ဘွန်ဆိုင်ဆိုတဲ့မြို့အဲ့မြို့လို့ရောက်သွားတယ်လူချင်းကြည့်နေအဲ့မြို့လို့ရောက်သွားတော့အာကျွန်တော်အဲ့မြို့မှာအဲ့မြို့ကလှလဲလှတယ်တာလဲတာရတယ်ပြီးတော့ကျွန်တော်ခုနပြောတဲ့ဘုံကြီးကြောင်းကြီးလေအဲမင်းတို့မင်းလက်ထက်တုန်းကအဲ့မှာအဲတီးခဲ့တဲ့ဘုံကြီးကြောင်းပေါ့နော်အဲ့ဘုံကြီးကြောင်းကလည်းအဲ့လိုရှေးဘုံကြီးကြောင်းအဲကျွန်တော်အဲ့လိုအဲ့နေရာရောက်ပြီးတော့ဒီမြို့လေးမှာငါရုပ်ရှင်တကားရိုက်ချင်တယ်ဆိုတဲ့စိတ်ဖြစ်လာတယ်အဲ့စိတ်ဖြစ်လာပြီးတော့ အဲအဲ့မျိုးမှာရိုက်ဖို့အတွက်ကျွန်တော်အဲ့ပြန်ကောင်းရိုက်ပြီးတော့ဗောနော်အဲ့မျိုးမှာရိုက်ဖို့အတွက်ကျွန်တော်အဲရောက် location ကြီးရောက်တဲ့အချိန်မှာလေးကကျွန်တော်အဲ့မှာရှိတဲ့ location တွေလာတဲ့နေရာတွေကျွန်တော်ဇလန်ထဲမှာထည့်ပြီးတော့အဲရိုက်လို့ရမယ့်နေရာတွေဗောနော်အဲ့ဒါကြီးကြိုပြီးတော့စဉ်းစားထားတယ်ပြီးတော့ကျွန်တော်ဒီအတူးဆိုတဲ့ဇက်ကောင်ကိုအဲပြန်ပြီးတော့ဖန်တီးပစ်တယ်အဲဒီအတူးကောင်ကိုရိုက်မယ်ဆိုဆိုတော့အဲကျွန်တော်ဇက်ညုံးရေးတဲ့ဒီဒီနဲ့ဒီဒီရဲ့ကျွန်တော်အဖွဲက၂ရောက်၃ရောက်ရင်းနဲ့ကျွန်တော်အဲ့ဘွန်ဆိုင်မျိုးပြန်သွားတယ် ပြန်သွားပြီးတော့အိမ်မြို့အကြောင်းထပ်ပြီးတော့လေ့လာတယ်အဲပြီးတော့ဒီကျွန်တော်ဇက်ဝင်ခန်းထဲမှာထဲမဲ့အဲဟိုအတူးဆိုတဲ့ character တိဆောက်တယ်ပြီးတော့ location တွေပြန်ကြည့်တယ်လောက်လောက်တယ်ပေါ့နော်အဲအိမ်မှာဇက်လန်းကိုအိမ်မှာပြန်သွားပြီးတော့နောက်တစ်ခေါက်ပြန်သွားပြီးတော့ရေးတယ်အဲအဲ့ရနဲ့စပြီးတော့အတူးဆိုတဲ့အဲဇက်ဇက်ကားပေါ့နော်စပြီးတော့ဖြစ်လာတာပါခင်ဗျာ ေါ်ဆိုင်လို့ရောက်မှာအခုဖြစ်လာဟုတ်တယ်ဗျာကျွန်တော်ကံကောင်းတို့က login ကြည့်တဲ့အချိန်မှာပေါ်ဆိုင်အောင်ရောက်တဲ့အချိန်မှာအဲ့မျိုးဟိုအဓိကတော့အဲ့မျိုးလေးကြောင့်ပေါ့နော်အဲ့မျိုးလေးကလှလည်းလှတယ်တလည်းတရတယ်အာကြည့်ပြီးတော့ရုပ်ရှင်ရိုက်ရှင်တဲ့စိတ်တွေဖြစ်လာပါပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီအတူကဟိုဖန်တီးဖြစ်တာပါအဲ့လိုဒရမ်မာကြီးပဲရိုက်မယ်ရိုမန့်စီပဲရိုက်မယ်အဲဆိုပြီးတော့တတ်မှတ်ထဲတော့မထားတာပါအဲ့လိုဟာတလည်းရိုက်ဖြင့်ရိုက်ဖြင့်ပါပေါ့နော်အဲဒီအခုအတူကားဆိုရင်သူကပြောမယ်ဆိုသူ့ရဲ့ဂျင်းစ်ကအဲရိုမန့် grammar ပုံစံမျိုးလေးပါပဲအဲဟို romance grammar ပေါ့နော်ကျွန်တော်ရိုက်နေရှေ့မှာရိုက်ခဲ့ဘူးတဲ့ပုံစံလဲမှာတော့မပါသေးဘူးဒီလိုကားမျိုးပေါ့ဟုတ်ကျွန်တော်ဒီဇက်ကိုစပြီးတော့ခုနစတီဆောက်တဲ့အချိန်မင်းကဒီကားကိုမြင်းမြတ်နဲ့ရိုက်မယ်အဲမင်းသမီးနေရာဆီယမလေးနေရာပိုးနဲ့ရိုက်မယ်ဆိုသူတို့နှစ်ယောက်ကိုပဲကျွန်တော်တည်ပြီးတော့ location ရောအဲဟို actor တွေရောပေါ့နော်အဲ character ပါတဲ့ character တွေရောအကုန်လုံးဟိုစိတ်ကူးထဲမှာပုံဖော်ပြီးလောက်လုပ်ပြီးတော့မှာ အဲဒီဇက်ကားထဲမှာထည့်ပြီးရေးခဲ့တာပါဟိုကျွန်တော်စိတ်ကူးတဲ့ပုံဖော်ထားတဲ့အတိုင်းကိုပဲအဲကိုမျက်နဲ့ပိုးနဲ့ပေါ့နော်နှစ်ယောက်လုံးကတကယ်လဲလုံနိုင်တဲ့ကိုမျက်ဆိုလဲဒရမ်မာဟိုဆို heavy တွေကို လုတ်ခဲ့တဲ့လူဆိုလေအဲသူကလည်းတကယ်လုံနိုင်တယ်ပြီးတော့ဆီယာမာလေးဆိုတဲ့ character ကလည်းအဲပိုးနဲ့ကပြောမယ်ဆိုချစ်စရာကောင်းပြီးတော့အံဝင်ခွင့်ကြ ဖြစ်နေတယ်ပေါ့နော်ဟိုချစ်စရာကောင်းတဲ့အဲသူနဲ့လိုက်ဖက်တဲ့အဲဇက်ရုပ်လေးဖြစ်နေတယ်အဲ့တော့ဒီထဲမှာသူတို့နှစ်ယောက်ကြည့်ရလဲအဲကင်မဆွေကဟိုဟိုတအားမိနေတယ်လို့ခံစားရပါတယ်ဘုန်းကြီးဆိုပေမဲ့တော့မြင်းကြီးကြည်ရဲလဲကောင်းကုန်ပြီးတော့မောင်းရတယ်ဟိုအဲ့ဒါဟိုတချင်းလေးထဲမှာပါတဲ့ဇက်ဝင်ကပေါ့နော်အဲအဲ့ဟာလဲအဲ့လိုပဲတချင်းလေးကိုကျွန်တော်ရိုက်နေတဲ့အချိန်တည်းကချစ်စရာကောင်းအောင်ပေါ့နော်နှစ်ယောက်ကိုဒီအတူးနဲ့ဆရာမလေးနှစ်ယောက်အကြောင်းကိုတချင်းလေးထည့်ပြီးတော့ ချစ်စရာကောင်းအောင်ပုံပေါ်တာပါအအတူကရိုက်တော့အမမရက အမတို့ရေးတွေရမ်းကြည့်တဲ့ချင်းကလောမှာဒီအရန်ကြည့်ရဲ့ချင်းအဲ့ဒါဒါမဲ့ဖြစ်ချင်တော့ရိုက်နေချိန်မှာအဲ့ဘွန်ဆိုင်မှာကြတော့အမတို့ကရင်မကြည့်ဘူးသူကမိုးတော့တအားရွာဒါမဲ့ line နေလဲမရတော့ဆက်သွယ်လည်းမရဖုန်း line လည်းမရအကုန်ပြတ်သွားပြတ်သွားတော့စိတ်ထဲမှာ ။ဟောရာသီဥတုဆိုးလို့ပေါ့နော်အဲ့လိုမျိုး line တွေပါမကောင်းဘူးအဲ့လိုပဲထင်တာလား။အဲ့လိုရေးတွေအရန်ကြီးနေပြီးတော့အရန်ဖြစ်နေတဲ့ဟာတွေလည်းကိုရီးယားရိုက်ရိုက်နေချိန်မှာမတိကြဘူး။အမိုးတွေတော့ရမ်းရွာတယ်ရိုက်တဲ့ခေတ်မှာနားလိုက်ရိုက်လိုက်အဲ့လိုမျိုးလေးတော့ရှိရဲ့။အဲအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဟိုရန်ကုန်မှာရှိတဲ့လူတွေကအရန်စိတ်ပူနေကြရေတခုခုများဖြစ်နေလားအဲအဆက်အသွယ်လည်းမရကြတော့ဘူးเนาะဒါပေမဲ့ဖြစ်ချင်တော့အမတို့ line တွေလည်းမိတဲ့အခါမှာအဲ့တော့မှသတင်းတွေကတက်လာတက်လာအချိန်မှာတို့ရေရေကြီးနေတယ်ဒီလိုဒီလိုဖြစ်နေရဲအဲအဲ့အဲ့အဲ့ဒါတွေတက်လာရဲအဲ့ ပြီးတော့ကိုကားရိုက်ခံနေအချိန်နဲ့လဲစုံနေတဲ့အချိန်မှာအမားတို့အဲ့ကားရိုက်နေတဲ့အချိန်မှာပဲဆင်းပြီးတော့มาဒီရေပေးအတွက်เนาะအလူတွေအားတွေသွားလုပ်ခဲ့ကြတာပေါ့เนาะအလူတွေနဲ့လဲစပြီးပါเนาะဟုတ်အဲ့လိုပေါ့ခုနကသူပြောသလိုအတူမှာတော့အမှတ်တရရအများကြီးပါပဲအဲခုနကျွန်တော်ရိုက်နေတဲ့အချိန်မှာရေကြီးရယ်အဲ့တော့မိုးရေတအားများပြီးတော့လေမိုးရေတအားများပြီးတော့ရေကြီးရယ်ပြီးတော့အဲ့မှာအတူအဖွဲအဲတဖွဲလုံးပေါ့เนาะကျွန်တော်လည်းရိုက်နေတဲ့အချိန်တော့မသိဘူး မသိဘူးကျွန်တော်တို့ရိုက်တဲ့နားမှာကျွန်တော်ကနေတာကဟဲဦးမှာနေပြီးတော့အဲ့ရိုက်တဲ့ဘွန်ဆိုင်ကဘောနော်တွားပြီးတော့နေတိုင်းရိုက်ကအဲကျွန်တော်တို့ရိုက်နေလမ်းနေအဲဘာတွေမှာလဲအဲ့လောက်ထိကြီးကြီးမားဘာမှဖြစ်ဘူးဒါပေမဲ့အဲ့နားပတ်ဝန်းကျင်တွေမှာတော်တော်ဆူဆူဝါဝါဖြစ်နေတယ်အဲအဓိကတော့ဟိုဘက်ထက်လောဘက်တွေပေါ့နော်အဲ့ဘက်တွေမှာတော်တော်ဟိုရေကြီးရတယ်မြေပြူရတယ်ရေကြီးရတယ်တော်တော်ဆူဆူဝါဖြစ်နေအဲ့တော့မှကျွန်တော်တို့လည်းပြီးတော့ဟိုသတင်းတွေကလည်းဘာမှမသိတော့ဘူးပေါ့နော် ဟို connection တွေပြတ်ပြီးတော့ဖုန်းလိုင်းတွေတော့မှဖုန်းတိုင်တွေကျိုးပြီးဖုန်းလိုင်းတွေတော့မှကျွန်တော်မမိတော့ဘူးတယောက်နဲ့တယောက်ဆက်သွယ်ဖို့တော့ခက်ခဲတဲ့အခြေအနေဖြစ်နေအဲ့တော့မှပဲတိတာဒီလိုဒီလိုဖြစ်နေရဲဆိုအဲ့တော့မှချက်ချင်းရိုက်နေတော့ခဏရက်ပြီးတော့ကျွန်တော်အာဆင်းပြီးတော့အလူတွေပါတယ်လို့ပေါ့နော်အဲ့တော့ရိုက်နေတဲ့အချိန်မှာလည်းအဲဟိုအချိန်မှာဒုက္ခရောက်နေတဲ့လူတွေများတာ哦အလူတွေပါတယ်လို့ပြီးတော့ရိုက်ခဲ့ရတာပေါ့နော်ပြောမယ်ဆိုအဲ့လိုတချို့ဟာကြအခက်ခဲတွေကြားရရိုက်ခဲ့ရတဲ့ပုံစံတွေလည်းရှိပါတယ် ရရဲ့ message ပိုင်းဆိုရင်တော့ဒီချစ်စရာကောင်းတဲ့အမျိုးလေးရပါတော့ဒီအတူးဆိုတဲ့ကောင်လေးပေါ့အတူးဆိုတဲ့ကောင်လေးနဲ့အဲဒီဇေယဝင်မလေးနှစ်ယောက်ရဲ့အကြောင်းကိုကျွန်တော်တည်အဓိကတည်ပြီးတော့ဇလန်တိဆောက်ထားတယ်အာဒီပေးခြင်းတဲ့ message ကတော့ဒီဘယ်လိုပြောမလဲလောကကြီးမှာအာချမ်းသာတာဆင်းရဲတာအာပညာတတ်တာမတတ်တာတွေထက်ကိုဘယ်ဟာပုံပြီးတန်ဖိုးရှိလဲဆိုတော့အကြောင်းလေးပေါ့နော်အဲ့ဒီဟာတွေထက်ကိုပို့ပြီးတော့အရေးကြီးတာက လူတယောက်မှာအာရှိတဲ့ရှိတိုက်တဲ့ဟာကပါလေယူသားမှုပေါ့နော်အဲအဲ့လိုယူသားဖို့အရေးကြီးတယ်ဆိုတော့အဲ message တွေကိုပဲအဲကြားထားတာပေးထားတာပါမြန်မာစတာပစာ